်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၄ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတိုင်းမြင်းမှုမျိုးပေါ်မှာငွေကျပ်သိန်းပေါင်း26000ကျော်တန်ဖိုးရှိတဲ့ရွှေတဲ့ပစ္စည်းများကိုဓမြတိုက်လာတဲ့သူ၄ဦးကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလာတရက်နေ့မနက်10:00နာရီကမှမြင်းမှုမြို့ပေါ်မှာရှိတဲ့ရွှေအေကရစ်ရွှေဆိုင်ကိုအမည်မသိတဲ့လက်နက်ကိုင်တနက်သမား၄ဦးကဝင်ရောက်ပြီးတော့ဓားမြတိုက်ခဲ့ပြီးကာလာတန်ဘိုးငွေကျပ်သိန်းပေါင်း16,000ကျော်တန်ဘိုးရှိတဲ့ရွှေတဲ့ပစ္စည်းများကိုယူဆောင်သွားတယ်လို့သိရပါဗျ။အဲ့ဒီဓားမြတိုက်လာသူ၄ဦးဟာမြင်းမှုမြို့နယ်နဲ့ငန်းစုံမြို့နယ်အဆက်ကိုရွှေတဲ့ပစ္စည်းများတယ်ဆောင်လာတဲ့အချိန် တော်လိုက်တပ်ဖွဲ့များကဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဓမြတိုက်လာတယ်ဆိုပြီးတော့တရင်ရလို့ရေချောင်းကနေပြီးတော့စောင့်ဖမ်းလိုက်တာပါ။စောင့်ဖမ်းတော့လေးကောင်စလုံးကိုအဲ့ဒီမှာလက်နဲ့သုံးလက်နဲ့ရွှေတဲ့ပစ္စည်းတွေကိုဖမ်းမိပါတယ်။ ရွှေရဲ့တန်ဖိုးကတော့တိမ်ပေါင်း2600အထိရှိပါတယ်။သူတို့စီကနေပြီးတော့ MA3 နှစ်လက်နဲ့ပစ္စတိုတစ်လက်ကိုတင်စီရရှိထားပါတယ်။ကျွန်တော်တို့ဖမ်းဆီးရမိတဲ့သူတွေကတော့နောက်ဆက်တွဲဘသူတွေပါသေးတယ်။ဘဲအဖွဲ့စည်းကလည်းတော်လိုင်းဘက်ကလားဘဲကလည်းအကုန်လုံးကိုစစ်ဆေးနေပါတယ်။သူတို့စစ်ဆေးရမယ်တပ်ဆိုင်ရာအဖွဲ့စည်းတွေကနေပြီးတော့စစ်ခွေးတွေနဲ့ပတ်သက်လားတခြားဘသူတွေပါနေသေးလဲဆိုတာကိုလည်းစုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်လို့ viewer အမှတ်64တိုင်ရင်းယုံက ရုပ်အဖွဲ့မှုကတရင်ပေးဖို့ပြောကြားထားပါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့ရွှေတယ်ပစ္စည်းများနဲ့တရားခံ၄ဦးကိုတော်လိုင်းတပ်ဖွဲ့များကမြင်းမှုမြို့နယ်ပလဖထန်းကိုလွှဲပြောင်းပေးဖို့ပြေးလိုက်ပြီးတော့စစ်ဆေးမှုများကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးမှုကိုမြင်းမှုမြို့နယ်မြေတစ်ပတ်ကဖာငန်းစုံမြို့နယ်ပတ်ကဖာနဲ့အမတ်တစစ်ဒေသဗျူဟာအမတ်64မုံရွာခရိုင်အမတ်98 97တည်ရင်တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လိုက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြို့သစ်နေပြည်တော်လမ်းပိုင်းမှာပြူစောတိတွေလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခတ်ရာပြူစောတိခေါင်းဆောင်တအုပ်အပါအဝင်ခုနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ29ရက်နေ့ဝန်လွဲ2:45မိနစ်ခန့်မှာ ရုတ်တရက်နေပြီးတော့လမ်းပိုင်းမှာ ရွှေပန်းရွာကပြူစောထင်းများလိုက်ပါလာတဲ့ကားကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာပြူစောထီးခေါင်းဆောင်တအူးအပါအဝင်ပြူစောထီးခွနအူးတေဆုံးပြီးတော့စာရွက်စာတမ်းများနဲ့မူရဲဆေးဝါးများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗါးမြို့တရက်နေပြီးတော့လမ်းပိုင်းမှာတိုက်ခိုက်ခဲ့တာပါလိုင်းအခက်ခဲကြောင့်အခုမှထုတ်ပြန်ဖြစ်တာပါသူတို့ကမဘာသာသွေးတောက်မင်းမင်းရဲ့လက်ယုံတွေဆိုတော့ နေမြေထဲမှာအန်ရအရှိဆုံးပြူစောတိအဖွဲ့တွေမဟုတ်လို့သူတို့ရဲ့လက်ကျန်ပြူစောတိတွေကိုပါဆက်လက်ပြီးတော့ရှင်းလင်းသွားမှာပါလို့မြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းကျွန်းစုမြို့နယ်ဝါရစ်ကျေးရွာမှာကိုကိုကိုတနက်နဲ့ပြစ်တက်ပြီးတော့အဆုံးစီရင်သွားတဲ့စစ်ကောင်စီတပ်သားရဲ့အလောင်းကိုလာကောက်တဲ့ပြူစောတိများမိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့ တအူးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ28ရက်နေ့ညပိုင်းမှာကျွန်းစုမြို့နယ်ဝါရဲကြီးရွာမှာကိုကိုကိုတနက်နဲ့ပြစ်တက်ပြီးတော့အဆုံးစီရင်သွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားရဲ့အလောင်းကိုဒီမောင်းလော်ရွာမှာရှိတဲ့ပြူစော်တီများကကားနဲ့လာကောက်တဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များကပြင်ဝန်းကြီးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြူစော်တီများဟာအင်အား10ဦးခန့်နဲ့ရုပ်အလောင်းလာရောက် ကောက်ယူခြင်းဖြစ်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ပြူစောတိခေါင်းဆောင်ထုံးဝေပွဲချင်းပြီးတိုက်ဆုံသွားပြီးတော့လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပွဲချင်းပြီးသွားတာကပြူစောတိခေါင်းဆောင်ဖြစ်တဲ့ထုံးဝေဆိုတဲ့ကောင်တိုက်သွားတာပါ။ထိခိုက်ဒဏ်ရာကတော့တော်တော်များတယ်လို့ပြောတယ်။ဒါပေမဲ့ကျွန်တော်တို့စုံစမ်းသိရှိရတဲ့လောက်ကတော့လေးကောင်ထိတယ်လို့သိရတယ်။အင်အားကတော့၁၀ယောက်လောက်ပါတယ်လို့ဒေတာတွင်းစီရေးသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်ရွှေဝံသာပြူစောတိရွာမှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းနဲ့နှက်ရက်စတိုက်ဘုံကျဲတိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AB လ24ရက်နေ့နဲ့25ရက်နေ့တွေမှာပေါ့မြို့နယ်ရွှေဝံသာပြူစောတိရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိုင်ချတပ်ဆွဲထားတဲ့ကင်းကုန်းများဘန်ကားများကိုတော်လိုင်းတပ်ဖွဲ့များကနှက်ရက်စတိုက်ဒရုန်းရှစ်စင်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများက87မမလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များအထီးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေထိခိုက်မှုရှိပေမဲ့အရင်အတွက်တော့အတိမပြုတ်နိုင်သေးပါဘူးနိုင်ရစာ drone ရှစ်စင်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တာပါရွှေဘုံသာပြူစောတိရွာက ပေါက်ထဲမှာကာပါစာ24အတွက်အကာသဘောမျိုးဖြစ်နေတော့ကာပါစာကနေရောကာပါစာနားကပြမမီးဆိုင်ကနေရောအများရန်ပြစ်ကူပေးပြီးတော့ထောက်ကူပေးနေတာပါဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့မရရတဲ့နီးနဲ့ထိုးနဲ့နေမှာပါပဲမရှိရှိတာနဲ့အများရန်တိုက်ခိုက်နေမှာပါလို့ Phoenix Gorilla Force Phoenix ကြောက်ကြတဲ့ဖွဲ့ကသတင်းနဲ့ပြန်ကြားရတဲ့တာဝန်ခံရဲဘော်ခတ်ဝါကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့ငလျင်တန်းကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့မန္တလေးမြို့ Sky Villa Condo အဆောက်အဦအောက်ကနေပြီးတော့မေလ3ရက်နေ့မှာအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ရဲ့ရုပ်အလောင်းများကိုထပ်မံရှာဖွေတွေ့ရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဆောက်အဦပြိုကျမှုအောက်ကရုပ်အလောင်းတွေကြန့်ရှင်းနေသေးတယ်။အဆောင်စီနဲ့ဒီနေရာတွေကိုရှာဖွေရှင်းလင်းရေးဆက်လက်လှုပ်ဆောင်ခဲ့ရမှာ ပုံရနေမနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာစီအဆောင်ကနေအမျိုးသားတုံးနဲ့အမျိုးသမီးတုံးတွေရဲ့ရုပ်အလောင်းတွေကိုရှာဖွေထုတ်ယူနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသားစုဌာန MFSD ကပြောဆိုထားပါတယ်။ဆက်လက်ပြီးတော့အဆောက်အဦရှင်းလင်းရေးလုပ်ငန်းတွေနဲ့ရုပ်အလောင်းရှာဖွေထုတ်ယူရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ရမှာ ဘီအဆောင်ကမိခံတက်တာတစ်လုံးနဲ့ရွှေတယ်ပစ္စည်းတွေငွေနဲ့အဖိုးတန်ပစ္စည်းတွေအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုထပ်မံတွဲရှိခဲ့တယ်လို့ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေတစင်ပိုင်ရှင်ဖြစ်သူထံကိုပေးရခဲ့တယ်လို့ MFSD ကထုတ်ပြန်ထားပါတယ်ငွေလျင်တန်းကြောင့်ပြိုကျပျက်စီးခဲ့ရတယ် Skyfiller အဆောက်အဦအောက်ကနေပြီးတော့တိမ်းဆုံးသွားတဲ့ရုပ်အလောင်းတွေကိုထပ်မံတွဲရှိနေစေဖြစ်ပြီးတော့ ်မေလ2ရက်နေ့မှာစီနဲ့ဒီအဆောင်ကနေကလင်းငယ်အမျိုးသမီးတအုပ်အပါဝင်အမျိုးသမီး6ဦးရဲ့ရုပ်အလောင်းတွေကိုခမှန်တွေ့ရှိခဲ့တယ်လို့သိရပါတယ်လက်ရှိမှာ Sky Filler အဆောင်ဦးရဲ့အောက်မှာကြန့်ရှိနေသေးတဲ့ရုပ်အလောင်းတွေကိုရှာဖွေထုတ်ယူနိုင်ဖို့အတွက်ပြိုကျပျက်စီးနေတာတွေကိုဖယ်ရှားရှင်းလင်းရေးလုပ်ငန်းကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့နဲ့အတူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကဆက်လက်ပြီးတော့လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါတယ်ငလျင်ကြောင့်ပြိုကျပျက်စီးမှုတွေဖြစ်ခဲ့တဲ့ Sky Filler ကွန်ဒိုကနေပြီးတော့ငလျင်လောက်ခတ်မှုဖြစ်ပွားပြီးတဲ့နေ့ကနေဒီကနေ့အထိအသက်ရှင်လျက်နဲ့ကဲထုတ်နိုင်သူအမျိုးသားအမျိုးသမီးစုစုပေါင်းအယောက်90ကျော်သာရှိခဲ့ပြီးတော့ကလေးငယ်တွေအပါအဝင်သေဆုံးသွားတဲ့ရုပ်အလောင်းစုစုပေါင်း132ဦးကိုရှာဖွေတွေ့ရှိထားခဲ့တယ်လို့သိရပါဗျ။ Sky Filler ကွန်ဒိုအဆောက်အဦဟာစက်တထက်အမြင့်နဲ့အဆောက်၄ဆောင်ထည့်သွင်းပြီးတော့ဆောက်လုပ်ထားတာဖြစ်ပြီးတော့ငလျင်တန်းကြောင့် A အဆောက်နဲ့ အထက်၅ရက်မြေအောက်ကိုကျွံဝင်သွားခဲ့တာဖြစ်သလိုကြံခဲ့တဲ့ BCD စတဲ့အဆောင်တွေအလုံးလောဝကိုပြိုကျပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ Sky Villa Condo အဆောက်အဦးကို Condo ပိုင်ရှင်ဖြစ်တဲ့ NTL Construction ကတိစောက်ခဲ့တာဖြစ်သလို ငလျင်တန်ခံနိုင်တဲ့အဆောက်အဦအဖြစ်နဲ့ကွန်ဒိုတိုက်ခန်းတွေကိုကြောညာပြီးတော့ရောင်းစားခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာ Sky Villa အဆောက်အဦပြိုကျမှုရဲ့အောက်မှာရုပ်အလောင်းပေါင်း200ဝန်းကျင်ကျန်ရှိနေသေးဖြစ်တယ်လို့အစင်းရဲ့အရာလူဦးရေ400ကျော်ရှိတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်အိုရင်းကြီးရွာကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ လူငယ်၃၃ကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၂ရက်နေ့မနက်ပိုင်းမှာညောင်ဦးမြို့နယ် Orange ကျေးရွာကိုစစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ကျေးရွာထဲကလူငယ်၃၃ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတရားကျေးရွာဘက်ကိုစစ်ကြောင်းပြန်လည်ထွက်ခွာသွားတယ်လို့သိရပါဗျ။စစ်တပ်စစ်ကြောင်းကအင်အား90လောက်ပါတယ်။သူတို့ကဖလန်ကန်ရွာဘက်ကနေပြီးတော့ Orange ရွာထဲကိုဥတီပြီးတော့ဝင်လာတာလူတွေကိုဖမ်းပြီးတော့တရားကျေးရွာဘက်ကိုပြန်ထွက်သွားကြတယ်။ ကျွန်တော်ရောက်ဖတာအောင်ပါသွားတယ်လို့ဖန်စီခံရတဲ့လူငယ်ရဲ့မိသားစုဝင်တူကရှင်းပြထားပါဗျ။လက်ရှိအချိန်ထိဖန်စီခံရတဲ့သူများနဲ့အဆက်အသွယ်ပြတ်တောက်ပြီးတော့ဘာအတွက်ကြောင့်လူငယ်73ကိုဖမ်းသွားတယ်ဆိုတာကိုမသိရှိရဘူးလို့ပြောပါတယ်။မိသားစုဝင်များဟာဖန်စီခံရသူများအတွက်စိုးရိမ်နေကြကြောင်းဖန်စီခံရသူများရဲ့မိဘဆွေမျိုးများကပြောဆိုထားပါဗျ။အချက်မဲ့စစ်ကောင်စီက ညာဦးမြို့နယ်မှာစစ်ကြောများခွဲပြီးတော့ကျေးရွာများအတွင်းကိုဝေးရောက်စီးနှင်းခြင်းပြည်သူများကိုဖမ်းဆီးခြင်းများဇက်တိုက်လှုပ်ဆောင်လာနေတယ်လို့ပြည်သူများကသတင်းပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်ဆင်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ